တချိန်တော့နာဝတာနာဘခေတ်မှာအဲဘူတန်းရွှေကိုနိုင်ငံတကာရဲ့ဆက်ဆံမှုကဒီဖက်တိုကာဗွန်မန်လောက်ပေါ့ဆက်ဆံတာဟိုဒီဂျူရီတကယ်ကိုတရားဝင်လက်ကျက်တမိတ်ဖြစ်တဲ့ရွေးကောက်တင်မြောက်ခံရတဲ့ပုံစံမျိုးဆက်ဆံလာမှုအဲ့ဒီစတေတက်ထက်တောင်နေသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်မြင်တာလေဒီဘက်ကဒေါ်လာရင်းဘက်ကအစိုးရတော့ဒေါ်လာရင်းအစိုးရလို့တက်တယ်ပဲကြီးညာတာဒေါ်လာရင်းအစိုးရဖြစ်တယ်ပြည်သူလူထုကနေပြီးတော့လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့နိုင်ငံရေးဆန္ဒနဲ့မဲပြီးတဲ့ဒီမန်ဒိတ်ပေါ်မှာအခြေခံပြီးတိဆောက်ပြီးတော့ကျွန်တော်တို့ဒီရွေးကောက်ခံရတဲ့2020ရွေးကောက်ပွဲဆိုတော့ကျွန်တော်အမြဲတမ်းပြောပါတယ် တပါတီတစုတို့ရဲ့အာဏာရဖို့တော့ကျွန်တော်တို့ဒါကိုဟိုရွေးကောက်ပွဲကိုကောင်းတယ်ဖော်နေအောင်မဟုတ်ပါဘူးဆိုတော့ဒီဟာလူလူပေးထားတဲ့တရားဝင်ဆင်လွဲကိုစားပြုမှုကိုဂန်ဆွဲပြီးတော့နောင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေမပေါ်မရှိကျွန်တော်တို့ဒီဟာကိုနိုင်ငံရေးလက်နက်တွေဂန်ဆွဲသွားမယ်အဲ့ဒါဘာလဲဆိုတော့တော်လိုင်းအောင်မြင်ဖို့တော့ကျွန်တော်တို့တိုက်ပွဲဝင်မှုတွေအတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ legitimacy စီတွေဆိုတာကဒီ mandate တွေ legitimacy စီဆိုတော့ legitimacy စီဆိုတာကတကယ်တော့ renew လုပ်ရအောင်ဆိုတော့ဘာလဲဆိုတော့အားကောင်းတဲ့ ်ဒီဂျူရီဒီဖက်တိုကျွန်တော်တို့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရှေ့ခီးကိုဆက်ပြီးတော့သွားရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့နေမြေတွေမှာကျွန်တော်တို့စုမထုံချုပ်တဲ့နေရာတွေမှာဆိုတော့ကျွန်တော်တို့ကအနာဂတ်နိုင်ငံတော်ဖက်ဒရယ်တိုင်းပြည်ကိုတည်ဆောက်မှာဖြစ်တဲ့ကြောင့်ဖက်ဒရယ်နဲ့ညီတဲ့ဟလာဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာအစီအမံတွေဒါမျိုးတွေနဲ့ကျွန်တော်တို့သွားနေတယ်အဲ့လိုပဲဒေသန္တရအုပ်ချုပ်ရေးတွေကိုလည်းကျွန်တော်တို့ဟိုသူ့ရဲ့ဆိုင်ရာဒေသတွေမှာဟိုထူထောင်နေကြရတယ်အစိုးရတရက်ကိုဟိုတရားဝင်မှုရှိပအောင်ပြဖို့အတွက်ကတည်းကအခွန်ကောက်ခံခြင်းပဲအခွန်ကောက်တာကိုကျွန်တော်တို့လုပ်နေတယ် ခွန်ကောက်ပြီးတော့အဲ့မှာလူလူဝင်ဆောင်မှုတွေကို public services တွေပေးတာကိုလည်းကျွန်တော်စနစ်ကြရလုပ်နေကြတယ်။ data ngo အစိုးရရောဒီသက်ဆိုင်ရာအရေးအောက်ထိန်းချုပ်နေမိတယ်မှာစနစ်ကြလုပ်နေကြ။ဒါဟိုကဒီပင်နဲ့ဒါ federal practice ကိုဟိုကျွန်တော်လက်တွေ့ဖြတ်တန်းနေတာပဲလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ဆိုတော့ကျွန်တော်ပြောသလိုပဲဆိုအစိုးရမှပြောရသလိုပဲကျွန်တော်တို့ရဲ့မဝီးတော့တဲ့အနာဂတ်မှာကျွန်တော်တို့ရဲ့လုပ်မဲ့ရွေးကောက်ပွဲတော့ရှင်းတယ်။လူပုတ်ကိုတစုတစ်ဖွဲ့အတွက်တဦးတယောက်အတွက်တရားဝင်မှုရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူး။နိုင်ငံတော်အတွက်လုပ်တဲ့ရွေးကောက်ပွဲဖြစ်ရမယ်။ပြည်သူအတွက်ရွေးကောက်ပွဲလုပ်တဲ့ရွေးကောက်ပွဲဖြစ်ရမယ်။